ဒီနာမည်ကတော့ဒေါညိုညိုလို့ခေါ်ပါတယ်။အန်ဒီညိုဆိုင်တဲ့နာမည်လေးကတော့အန်ဒီညိုအတုတ်ဆိုင်အန်ဒီညိုပဇွန်ကွက်ကျော်တုတ်ဆိုင်လို့နာမည်ပေးထားပါတယ်။အန်ဒီညိုဆိုင်မှာရနိုင်တဲ့ဟာကတော့ပဇွန်ကွက်ကျော်တုတ်ရှိမယ်၊ခောက်ဆွဲတုတ်ရှိမယ်၊ကြာတန်တုတ်ရှိမယ်၊အဆုံတုတ်ရှိမယ်၊ရခိုင်မုတ်တီအရေး၊ရခိုင်မုတ်တီတုတ်နဲ့ရခိုင်ပမာတုတ်တွေရပါတယ်။ပဲပြားတုတ်၊ဒိုဘူးတုတ်အဲ့ဒါတွေလည်းရတယ်။ဈေးနှုန်းလေးတွေကတော့ပဇွန်ကွက်ကျော်ကလွဲပြီးတော့ကျန်တဲ့အတုပ်ကလေးတွေကအလုံး1500ရည်ပါပဲပဇွန်ကွက်ကျော်တစ်မျိုးတွေကတော့3500 အစုပ်ကတော့ရိုးရိုးဆိုလို့ရှိရင်သမီးရဲ့1500ရောင်းတယ်အကျော်လေးပါလို့ရှိရင်တော့2000ရောင်းပါတယ်အဓိကစားတာကပဇွန်ကွက်ကြောင့်သုတ်စားတယ်ခောက်ဆွဲသုတ်စားတယ်အဆုံသုတ်စားအကုန်ပါပဲအကုန်လုံးမျှပါတယ်အကုန်စားကြပါတယ်ဘယ်ပဇွန်ကွက်ကြောင့်သုတ်ကတော့ပူစားကြတာပေါ့ရှားလဲရှားတယ်လေ အရင်ညုံကကျတော့ပဇုံကွက်ကြော်သုတ်ဆိုလို့ရှင်အရင်ကပဇုံတုတ်ပေါ့ရေချိုးပဇုံတုတ်ကိုဝယ်တယ်အောက်ကနေပဲပင်ပေါက်ကလေးနဲ့ခံပြီးတော့အဲရေချိုးပဇုံတုတ်အကြီးကြီးတွေပေါ့သမီးရဲ့အဲ့ဒါလေးတွေနဲ့ကြော်တယ်ကြော်ပြီးတော့အဲပဇုံကွက်ကြော်သုတ်ကိုတချို့ကျတော့လည်းခောက်ဆွဲလေးရောတယ်ပေါ့တချို့ကျတော့လည်းကြာသန်လေးရောတယ်ပေါ့အဲ့လိုမျိုးလဲအရင်ညုံကထက်ပေးတယ်ပဇုံကွက်ကြော်သုတ်ကြီးပဲသီးသန့်စားခြင်းလဲရောင်းတယ်ခောက်ဆွဲလေးထက်ပေးပါဆိုလဲအရင်ညုံကထက်ပေးတယ်ခောက်ဆွဲထက်ရင်ဈေးတစ်မျိုးလိုပါလို့မရှိဘူး3500ပဲ ောက်ခက်ထည့်လို့ရှိရင်လည်း3500ပဲကြံပန်ထည့်လည်း3500ပဲအဲ့ဒါကြီးတော့အန်တီညိုက free ပေါ့စေတနာနဲ့ထည့်ပေးတာပေါ့နော်အဲ့လိုပါအန်တီညိုကစိုင်အိုးတနားကြီးဆိုဖွင့်ပြီပိတ်တဲ့အချိန်ကတော့သမီးရယ်ကုန်တဲ့အချိန်ပိတ်တယ်အန်တီညိုကတနားကြီးဖွင့်ပြီးတော့၄နာရီလောက်ကုန်လဲအန်တီညိုသိမ့်လိုက်တာပဲ၅နာရီကုန်လဲသိမ့်လိုက်တာပဲပုံမှန်ဖွင့်ချိန်ကတော့တနားကြီးပေါ့ က်ဖွင့်ရက်ကတော့အန်ယူကပိတ်ရက်ဖွင့်ရက်ကိုအရင်ကတော့ထားတယ်အခုတော့မထားတော့ဘူးအန်ယူနေတိုင်းဖွင့်တယ်ဒါပေမဲ့ပိတ်မယ်ဆိုလို့ရှိရင်အန်ယူကတောင်းကလာအစားတောက်တမ်းမှာတင်ပေးတယ်အန်ယူကလေအိမ်မယ်လဲအန်ယူကကောင်းကောင်းစားတယ် ်အနေညိုလာတဲ့အနေညိုဆိုင်ကိုလာတဲ့ customer တွေကိုလည်းအနေညိုကသူတို့စိတ်ကြိတ်လေးတွေလုတ်ပေးတယ်ငွေသီးလေးနဲ့ဆိုလဲနဲပေးတယ်စီချက်လေးများဆိုလဲများပေးတယ်တချို့ကျတော့လဲစီချက်ကိုအဖက်လေးပဲပေါ့နော်အဖက်ကလေးပဲထည့်ဆိုလဲအဖက်ကလေးနဲ့ပေါ့ဒါခါကျတဲ့တချို့ကျတော့လဲစီချက်အဖက်မကြိုက်ဘူးအရေးလေးထည့်ပေးပါဆိုလဲအဲ့လိုမျိုးလေးတွေကအစပေါ့ customer တွေကိုအမြဲတမ်းဦးစားပေးပြီးရောင်းပေးပါလေဆိုင်လိပ်စာသမီးရဲ့တောင်းကလာပါမျိုးနဲ့73ရက်ကွယ်ဝရုဏလန်းသွဲ၅လမ်းအထက်မှာအနေညို့အုပ်ဆိုင်လေးတည်ရှိပါတယ် အနေညမှာဒလီတော့မရှိဘူးအနေညမှာပို့မဲ့လူလည်းမရှိဘူးလေအဲ့တော့ပို့မဲ့လူမရှိတော့ဒလီမရှိဘူးလာရောက်စားသုံးတဲ့လူတွေလာပြီးယူတယ်ဆိုလို့ရှင်တော့အနေညအဆင်ပြေအောင်လုပ်ပေးတာပေါ့အနေညဆိုင်ကိုလာရောက်အားပေးကြပါလို့စေတနာအပြည့်နဲ့အနေညကရောင်းနေပါတယ်စိတ်တန်းကြလေးလဲစားရပါမယ်လို့သန့်သန့်ရှင်းရှင်းနဲ့အနေညကရောင်းချပေးနေပါတယ်လို့စေတနာတွေနဲ့အပြည့်ပေါ့နော်